ဒီနေ့အောက်တိုဘာ29ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ချင်းဒေတာကာကွယ်ရေးတပ် CDF စီးရဲနယ်မြေကိုစစ်ကောင်စီတပ်ကဒီနေ့မှအင်အားအလုံးရင်နဲ့ထပ်မံစစ်ကြောင်းထိုးလာပါတယ်။ဒါကြောင့်ပြည်သူတွေအသက်မွေးဝမ်းကြောင်းအတွက်ဖောက်ပေးထားတဲ့ Cycle Land တော်လန်လုံခြုံရေးအရာယာယီပိတ်ထားတယ်လို့ CDF စီးရင်ကရေးပေါ်ထုတ်ပြန်ကြေညာထားပါတယ်ရှင်။တိုက်ပွဲတွေဖြစ်နေတဲ့ဒေတာတွေကနေရန်ကုန်မြို့စီစစ်ဘေးရှောင်လာတဲ့ပြည်သူတွေကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်မဲဆင်းပါရှိတဲ့ မူလမဲစင်တာနယ်အတွက်ကြိုတင်မဲပေးဖို့ရက်ွက်ရုံးကိုခေါ်ယူသတိပေးတာတွေလုပ်နေပါတယ်။မဲမပေးရင်ရန်ကုန်မှာနေထိုင်ခွင့်မပြုဘဲမိမိနေထိုင်ရာဒေသကိုပြန်ပို့မယ်လို့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကချင်းချောင်းနေကြတယ်ဆိုပြီးစစ်ပေးဆောင်တချို့ကပြောပါရရှင်။မြန်မာနိုင်ငံမှာရွေးကောက်ပွဲတစ်ခုကိုမကျင်းပခင်မြမအကြက်တဲဖြည့်ရှင်ရေးအတွက်အာဆီယံကချမှတ်ပေးထားတဲ့တူညီစန္ဒ၅ရက်ကိုအကောင့်ထဲပို့ဖို့လိုကြောင်းအာဆီယံကအတိအလင်းထပ်မံအသိပေးလိုက်ပါရရှင်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာ ဒီနေ့နေ့လယ်ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ခရီးသွားရင်တွေ2နာရီကျော်ကြာပိတ်မိခဲ့ပါတယ်။နေ့လယ်12နာရီလောက်ကစစ်ကောင်စီတပ်ရဲ့မအူစစ်ဆေးရေးဂိတ်အနီးမှာပြစ်ခတ်မှုဖြစ်ခဲ့တာကြောင့်မိုးရွာမန္တလေးလမ်းပေါ်ကမအူရွာနဲ့ညင်းနေရွာကြားလမ်းပိုင်းကိုအသုံးပြုလို့အဆင်မပြေနိုင်သေးကြောင်းဒေသခံတွေကပြောထားပါတယ်ရှင်။